တချက်တစုမင်းပြင်ဒီအပိုင်းထဲမှာတော့စစ်ကောင်စီတပ်ကကြောက်ဖြူမြို့နယ်မင်းပြင်ကျေးရွာကိုသူတို့ထိန်းချုပ်နိုင်တော့မယ်လို့ဝါရဖြန့် Telegram Channel တွေမှာဖော်ပြမဲ့ဓာတ်ပုံတွေကိုမင်းပြင် Radar Scan ရှေ့မှာရိုက်ကူးနေစဉ်တွင် Arkhatdot AA ရဲ့လက်နက်ကြီး drone တွေနဲ့တိုက်ခတ်မှုကြောင့်24ဦးပွဲချင်းပြီးတေဆုံးခဲ့ရတာကိုလူမှုကွန်ရက်မှာတွေ့ကြမှာပါစစ်ကောင်စီတပ်ဟာမင်းပြင်ကျေးရွာအထိကိုထိုးစစ်ရောက်ရှိလာတာဟာ AA အတွက်ကြောက်ဖြူမြို့တွေကိုပြန်လည်ဝင်ရောက်နိုင်ဖို့ ခက်ခဲသွားနိုင်တဲ့စည်ရေးပြူဟာတစ်ခုလည်းဖြစ်ပါလေ။စီကောင်စီတက်ဟာရခိုင်ဒေသကိုလေချောင်းရေချောင်းလက်နက်ကြီးတွေနဲ့ရဲသားတွေနေထိုင်တဲ့နေရာတွေကိုရန်တမ်းပစ်ခတ်တာတွေရှိလာနေပြီးတော့ကြောက်ဖြူစစ်မျက်နှာပြင်မှာ သူတို့ရဲ့စစ်အင်အားတွေပုံမဖြန့်ကျက်ပြီးတော့အေးထိန်ချုပ်ထားတဲ့နေရာတွေကို ထိုးစစ်ဆင်လာတာဖြစ်ပါလေ။ဒီလအတွင်းမှာဆိုရင်ခက်စိတ်စိတ်ပို့ပြီးတော့မြင်လာရပါလေ။အရကတော့အေးဟာကြောက်ဖြူမျိုးနဲ့ကိုအခုနှစ်ဖေဖော်ဝါရီလစတင်ပြီးတော့ထိုးစစ်ဆင်ခဲ့တာဖြစ်ပါလေ။ အဲ့ဒီထိုးစစ်ဆင်တဲ့အတွင်းမှာမြို့နယ်ရှိကျေးရွာတွေအကုန်နှိပါကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါမဲ့လေစစ်ကောင်စီကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာနိုင်ငံလုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက်ကြေညာထားပြီးတော့တော်လန်ရေးတပ်တွေသိမ်းထားတဲ့မြို့နယ်တွေကျေးရွာတွေကိုအသေးအံလေကြောင်းကနေဘုံကျဲတာတွေထိုးစစ်ဆင်တာတွေလှုပ်လာနေပါတယ်။ရခိုင်ပြည်မတော်စစ်ကောင်စီတပ်ဟာစစ်တွေကြောက်ဖြူနေမှအောင်မြို့နယ်၃ခုကိုသာသိမ်းပိုက်ထိန်းချုပ်နိုင်တော့တာဖြစ်ပါတယ်။ အဲ့ဒီသုံးမျိုးနဲ့အတွင်းမှာရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ကျင်းပပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့စစ်တပ်နဲ့နှိစက်တဲ့သူတွေဆီကသိရပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူမျိုးနဲ့စစ်တွေမျိုးပေါ်ကိုစစ်အင်အားတွေအရင်ကထက်နှစ်ဆကျော်ဖြည့်တင်းထားပါတယ်။အဲ့ဒီလိုစစ်အင်အားတွေဖြည့်တင်းထားပြီးတော့ထိုးစစ်စင်တိုက်ခိုက်လာနေပြီးအေးအေးထိန်းချုပ်ထားတဲ့နေမြေချို့ကိုလည်းပြန်လည်ရရှိမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။အာခါတော့အေးဟာကြောက်ဖြူမျိုးကိုတစ်ပုတ်တော်ရေးတဲ့စကံတညောက်ရီရဲ့ဌာနချုပ် မလာကျွန်းကျေးရွာနီးရှိတဘာဝတန်းွေလက်ခံတူလောင်ပို့ဆောင်ရုံ OGD အနီးနဲ့အမှတ်30နှစ်ရက်တည်ရင်ကကာကင်းစကန်တွေကိုစစ်မျက်နှာ၃ခုဖြန့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီထိုးစစ်ကာလအတွင်းမှာအေးအေးဟာဓညဝရီတဲ့ဌာနချုပ်အထီကိုပါလက်နက်ကြီးတွေနဲ့ချိန်ချောက်နိုင်ခဲ့တာဖြစ်ပြီးတော့တစ်ပုတ်တော်လမ်းပိုင်းကဥကင်းရွာဆိုင်ချုံကာပီချောင်းပေါင်နှက်ချေကျက်တော်ပြင်စီမော်ကျက်တိန်ရှောက်ချောင်းစတဲ့ကြီးရွာတွေကိုပါ ထိမ့်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ကြောက်ဖြူမျိုးတွေကိုဝင်ရောက်နိုင်မဲ့အဓိကပင်မလမ်းကြောင်းဖြစ်တဲ့အမှတ်30ရဲတဲ့ရင်းကိုလည်းအေကထိုးစစ်အရှိန်မလျှော့ပဲတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့လိုတိုက်ခိုက်တာကြောင့်စစ်ကောင်စီတပ်ရဲ့ပင်မကာကင်းစခန်းကုန်းတွေဖြစ်တဲ့မင်းတက်တောင်နန်းဖဲတောင်နဲ့စမှုလက်မှုတင်တန်းကျောင်းတွေကိုပါတိမ့်ပိုက်ရရှိခဲ့ပါတယ်။ဒါအပြင် ပြိုင်စိတ်ကြီးကျေးရွာနီးနားထီကိုပါအေကချင်းချောက်တိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အရခါတော်အေရဲ့ကြောက်ဖြူမျိုးသိမ့်တိုက်ပွဲဟာ လက်ရှိမှာကိုလာနီးပါးခန့်ကြာမြင့်လာခဲ့တာဖြစ်ပြီးတော့တရုတ်အကျိုးစီးပွားစီမံကိန်းတွေများစွာရှိနေတဲ့အတွက်ကြန့်ကြာနေတာဖြစ်တယ်လို့လည်းစီးရေးနိုင်ငံရေးလေးလာသုံးသက်သူတွေကပြောဆိုနေကြပါတယ်။လက်ရှိမှာတော့စစ်ကောင်စီကကြောက်ဖြူမြို့ကို AAC မကြရောက်ရေးအတွက်အသေးအတန်ခုခံကာကွယ်နေသလိုရခိုင်စစ်မြနာပြည်မှာဂုံတိတ်ခါဆယ်နိုင်မှုအစင်အားထောင်နဲ့ချီတက်ခါရေးစစ်တင်မော်အစီး20ခန်းနဲ့တရုတ်ထုတ်ဆက်လက်နက်ပစ္စည်းတွေ ဒရုန်းတွေကိုအဓိကအသုံးပြုတိုက်ခတ်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီကတနင်္ဂနွေတိုင်းတာနယ်စီးပေါ်ဆောင်နေရပေမဲ့အင်အားကြီးမြောက်ပိုင်းညီနောင်သုံးဘွေတွေက MNDAA နဲ့ TNL တို့ဟာပြစ်ခတ်ရဲစဲခဲ့ပြီးနောက်အဲ့ဒီဘက်ကိုပို့ဆောင်မဲ့စစ်ရင်အားပြည်သူစစ်မှုရေးပါဆောက်တွေကိုအေးအေးစီးရေးပေါ်ဆောင်နေတဲ့ကြောက်ဖြူစစ်တွေမြို့နယ်တွေကိုပို့ဆောင်ခဲ့ပါတယ်။ဒါဟာသူတို့အတွက်အခွင့်အရေးကောင်းတစ်ခုပါ။ဒီဘက်မှာလည်းစစ်ကောင်စီတပ်ဟာရခိုင်ကတခြားမြို့သိမ်းတိုက်ပွဲတွေနဲ့မတူဘဲကြောက်ဖြူမြို့ကို ဤပညာမြင့် drone တွေအဓိကအသုံးပြုပြီးတိုက်ခိုက်လာနေတာကြောင့်ထိရောက်မှုတွေများစွာရှိနေတယ်လို့လည်းကြောက်ဖြူစီးရေးသတင်းမီဒီယာသိရပါတယ်။စစ်ကောင်စီတပ်ရဲ့အာသာချက်အနေနဲ့ကြောက်ဖြူမြို့ဟာပင်လယ်ကမ်းစမ်းမြို့တစ်ခုဖြစ်တာကြောင့်လည်းစစ်တပ်ရဲ့တိုက်ခိုက်နေပြီးတွေဟာအချိန်မရွေးအတက်ဆင်းပြုတ်လုံနိုင်တယ်လို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလည်းနေပြီးတွေကလက်နက်ကြီးတွေပစ်ခတ်နိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်ရှိအေးပေါ်ဆောင်နေတဲ့ထိုးစစ်တွေကိုရေချောင်း လေချောင်းနဲ့ drone တွေကိုအသုံးပြုပြီးတော့ မြေပြင်မှာတံပြန်ထိုးစစ်စင်တိုက်ခိုက်လာနေပါတယ်။ဒါကြောင့်မဲအေအေကဆုတ်ခွာပေးရတဲ့အနေအထားမျိုးဖြစ်သွားတယ်လို့လည်းသိရပါတယ်။အရင်ကအေအေတင်းထားတဲ့သဘာဝတံငွေလက်ခံတူလောင်ပို့ဆောင်ရုံ OGD အနီးနားကလက်ခမော်ရွာသစ်ပြင်ချေငပြောချောင်းကလပ်ပါစတဲ့ကြီးပါတွေကိုစကောင်းစီတက်ကတပန်ထိန်ချုပ်ပြီးတော့ဂေါ်တူရွာသစ်ရွာဟောင်းအထိကိုပါစစ်ကောင်စီကထိုးစစ်ရောက်ရှိလာတာလည်းဖြစ်ပါတယ်။ လာရဝဲစကောင်းစီတဟာအမှတ်30ရက်တည်းရင်းနဲ့ညဝရီရက်ဌာနချုပ်ကနေစစ်ကြောင်းတီတီလှုပ်ပြီးတော့အင်အားများပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်အခါတော်အေဟာမင်းပြင်ကြေးရဘက်အနီးကိုပါဆုတ်ခွာပေးရမယ့်အနေအထားမှာရှိနေပါတယ်စကောင်းစီတဟာအမှတ်30ရက်တည်းရင်းကနေမင်းတတောင်နန်းဖဲတောင်ကြေးရတွေကိုထိမ့်ချုပ်ထားပြီးတော့လက်ရှိမှာတော့တိုင်းချောင်းကြေးရအထက်ကိုပါရောက်ရှိလာပါတယ်ပြီးခဲ့တဲ့နှွေမာလ10ရက်နေ့ကလည်းတိုင်းချောင်းကြေးရနဲ့တိုင်းချောင်းတောင်တွေကိုပါထိမ့်ချုပ်သွားနိုင်ပြီဖြစ်တယ်လို့ သူတို့ရဲ့ဝါဒဖြန့် Telegram Channel မှာဖော်ပြထားပါတယ်။စေကောင်စီဟာတိုင်းချောင်းကျွော်ကိုရရှိပြီးတဲ့နောက်ပင်လယ်ကမ်းစမ်းတဲ့အနီးမှာရှိတဲ့မင်းပြင်ကျွော်ကိုမြန်မာလက်စလီရနေ့ကထိုးစစ်ဆင်လာခဲ့ပါတယ်။အဲဒါကြောင့် AI ကလည်းဆုတ်ခွာပြီးလိုက်တဲ့အနေအထားမျိုးဖြစ်ပြီးတော့ Radar Scan ကိုရောက်တဲ့အခါမှာတော့ဝါဒဖြန့်ဓာတ်ပုံတွေရိုက်ကူးဖို့ပြင်ဆင်နေကြတဲ့အချိန် AI ကလက်နက်ကြီးနှလုံးနဲ့အဲ့ဒီနေရာကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အားခက်တော့ AI ဟာမင်းပြင် Radar Scan တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ကိုသူတို့ရဲ့ပစ်ကွင်းတွေကိုခေါ်ဆောင်လာခဲ့တာဖြစ်ပြီးတော့တိကျတဲ့ပစ်မှတ်ကိုရောက်မှဓာတ်ပုံဗီဒီယိုဖိုင်တွေရိုက်ကူးကပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့စစ်ကောင်စီတပ်သားတွေဟာမင်းပြေရေဒါစကန်ကိုတိမ်းမရရှိပြီးဖြစ်တာကြောင့်ဓာတ်ပုံရိုက်ကူးဖို့တပ်ဖွဲ့ဝင်20နီးပါးခန့်စုဝေးနေကြတာဖြစ်ပြီးဓာတ်ပုံရိုက်ကူးဖို့အချိန်မရလိုက်ပဲအဲ့ဒီလူစုလူဝေးနေရာကို AA ရဲ့လက်နက်ကြီးကြီးတလုံးကြောက်ပောက်ကွဲလာခဲ့တာလည်းဖြစ်ပါတယ်။ ဆိုပါလည်းနဲ့ကြီးကြားရောက်ပြီးတဲ့နောက်တေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုစစ်ကောင်စီတပ်သားတွေကဆွဲယူပြီးရေဒါစကန်တွေကိုတွင်းယူနေစဉ်အတွင်းမှာပဲမိနစ်အနည်းငယ်အကြာမှာနောက်ထပ်လက်နက်ကြီးတစ်လုံးရေဒါစကန်အနောက်ဘက်ကိုထပ်မံကျရောက်ခဲ့ပါတယ်။မြေပြင်တပ်ဖွဲ့အတွင်းမှာအာရခတ်တော်အေဟာလက်နက်ကြီးတွေနဲ့ပြစ်ခတ်ရုံသာမကပဲမြေပြင်ကနေလည်းထိုးစစ်ဆင်ခဲ့ပါတယ်။ဒါကြောင့်မစ်ကောင်စီတပ်သားတွေအကြဆုံးများစွာရှိနေပြီးတော့သူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကျွော်ဘက်ကိုပြန်လည်ဆုတ်ခွာသွားကြပါတယ်။ ကြောက်ပြီးမသိမ့်တိုက်ပွဲအတွင်းမှာအရခတတော်အေကနေမြေတွေတဖြည်းဖြည်းဆုံးရှုံးလာနေရတာဖြစ်ပြီးမင်းပြင်ဂေါ်ရူတောင်တွင်းတွေကိုသာစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်ရင်ရံပြေမျိုးအထိကိုပါစစ်ကောင်စီတပ်ကဝင်ရောက်တောင်းနေတဲ့အနေအထားမျိုးဖြစ်တယ်လို့လည်းစစ်ရေးလေလာသူတွေကပြောပါတယ်။ဒါကြောင့်အရခတတော်အေဟာကြောက်ဖြူမျိုးတွေကိုပြန်လဲထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့အချိန်ယူအောင်မှဖြစ်ပါတယ်။ဒါအပြင်မင်းပြင်ကျေးရွာအနီးအချောက်ကိုလည်းစစ်ကောင်စီတပ်ကနောက်တစ်ကြိမ်ထိုးစစ်ပြန်မလာနိုင်အောင်ခုခံကာကွယ်ရအောင်မှဖြစ်ပါတယ်။ အခါတော့အေရင်ဆိုင်တိုက်ခိုက်နေရတဲ့ကြောက်ဖြူမြို့ပေါ်မှာတော့စစ်ကောင်စီရဲ့ခလာရ34တဲရင်တီရှိနေတာဖြစ်ပြီးတော့မိုင်ဝိုက်လောက်အကွာဂုံချိန်ကြေးရွာအနီးမှာခမရ94နှစ်ခမရ953တဲရွေးနေတီရှိနေတာလည်းဖြစ်ပါတယ်။အဲ့ဒီတဲရင်နေတဲ့၃မိုင်ခန့်အကွာမှာတော့ဒိုဒန်းတောင်ပေါ်မှာအမှတ်32ရဲတဲရင်တို့တီရှိနေတာဖြစ်ပြီးတစ်ပုတောင်ကြေးရွာအနီးမှာဒညဝတီတဲ့ဌာနချုပ်တို့တီရှိနေတာပါ။ဒညဝတီတဲ့ဌာနချုပ်နဲ့၃မိုင်အကွာရေးတဲ့ကျုံးပေါ်မှာအထိုင်ချထားတဲ့အုံချွေရေးတဲ့စကန်နဲ့ တောင်ပေါ်ကြီးရေတဲ့ဌာနတို့လည်းတည်ရှိနေတာဖြစ်ပါတယ်